်မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်းပါ DBBO မြန်မာကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါရမယ်။အာနာသိစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမှာကြိုတင်မဲပေးနိုင်အောင်ဆိုပြီးဂျပန်နိုင်ငံတိုကျိုမြို့ရှိစစ်ကောင်စီတန်ယုံကပုံစံ15တင်ရမယ့်ရက်ထပ်တိုးပေးလိုက်တယ်လို့ထုတ်ပြန်ပါတယ်။တန်ယုံအနေနဲ့ပုံစံ15တင်ရမယ့်ရက်ကိုစက်တင်ဘာလ10ရက်နောက်ဆုံးသတ်မှတ်ထားရကနေအောက်တိုဘာလ6ရက်အထိရက်တိုးပေးခဲ့ပြီး အခုထုတ်ပြန်ချက်မှာတော့အော်တိုဘားလ15ရက်အထိထပ်တိုးပေးမယ်လို့ဆိုပါတယ်။ကျွတင်ဆနမဲ့ပေးခွင့်ရှိတဲ့နိုင်ငံပြပရောက်နေတဲ့မြန်မာနိုင်ငံသားတွေကြံရှိတာမဖြစ်ရအောင်ရက်ထပ်တိုးပေးတာဖြစ်ပြီးအခုလိုရက်တိုးပေးတဲ့ကြေညာချက်ကိုကိုနဲ့နီဆက်ရမြန်မာနိုင်ငံသားတွေစီဖြန့်ဝေအသိပေးဖို့မြစ်တာရက်ခတ်နဲ့ဆိုပြီးလဲအဲ့ဒီတန်ရုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြပရောက်မြန်မာတွေကြားမှာမဲပေးဖို့စိတ်ဝင်စားမှုမရှိတာကြောင့် ဂျပန်နိုင်ငံကတာယုံနီတူတခြားနိုင်ငံတွေကစစ်ကောင်စီတာယုံတွေလည်းပုံစံ15တရားမရက်ကိုပထမတစ်ကြိမ်တိုးပေးခဲ့တာရှိပြီးနောက်တစ်ကြိမ်ရက်ထပ်တိုးပေးတာကိုအဲ့ဒီတာယုံကအသိပေးလာတာလည်းဖြစ်ပါတယ်ရှင်။မန္တလေးတိုင်းမန္တလေးမြို့ကဆွဲတော်ကာဝေးမှာစကိုင်းဘက်ခြံကူရမဲ့ကားတွေကိုစစ်ဆေးရေးကြန့်ချနေတဲ့အတွက် ကားပိတ်တာတွေပို့ဆိုးလာတယ်လို့ကုန်တယ်ရေမောင်းတွေစီကသိရပါတယ်။မန္တလေးကနေမြစ်ကြီးနားကိုတက်ရမဲ့ကားတွေဟာ ဆွဲတော်ကားဝဲမှာပြေကုန်တဲ့အတွက်62လမ်းထိကားတွေပြည့်နေပြီးကားထွက်ရဖို့15ရက်နေပါ ကားတွေတန်းစီနေရတယ်လို့ဆိုပါတယ်တရက်မှာကားအစီးရေက30ကျော်သာဆင်နိုင်ပြီးတရက်ကိုကားအစီးရေရာကနန်းရှိတဲ့အတွက် ကားတွေပိတ်ကုန်လာလို့ကုန်တယ်ရမောင်တယောက်ကပြောပါရယ်လန်ကေကျောင်းနဲ့သဲကားတွေကလွယ်ပြီးမန္တလေးကနေစကိုင်းရွှေဘုံမုံရွာနဲ့မြစ်ကြီးနားမြို့တွေဘက်ကိုသွားမဲ့ကုန်ကားတွေကိုဆွဲတော်ကားဝဲမှအကုန်စစ်ဆေးနေတယ်လို့ဆိုပါရယ် စကိုင်းဘက်ကိုကူးမဲ့ကားတွေကို အရင်ကတရားဖို့မှသာစစ်ဆေးတာဖြစ်ပြီးငလင်တန်ကြောင့်တရားဟောင်းကျိုးသွားတဲ့အတွက်တရားသစ်ကိုလည်းကုန်ကားတွေအပြတ်မခံတော့ပဲဆက်လက်သာကူးရတယ်လို့သိရပါတယ်ရှင်ဒီနေ့ကပစိတ်ကျမရေးနေအတွက်ဆောင်ဖို့ကတော့ကပ်ဘေးနဲ့အရေးပေါ်အခြေအနေတွေမှာအားလုံးလက်လက်မှီတဲ့စိတ်ကျမရေးဝန်ဆောင်မှုများရရှိနိုင်ရေးပဲဖြစ်ပါတယ်။ ကပ်ဘေးနဲ့အရေးပေါ်အခြေအနေတွေမှာစိတ်ကြမ်းမာရေးဝန်ဆောင်မှုတွေချက်ချင်းရရှိနိုင်ဖို့ဘလောက်အရေးကြီးပါသလဲမြက်သစင်ကပြပို့ထားပါတယ်ရှင်မြန်မာနိုင်ငံဟာကိုဗစ်ကပ်ရေးကာလကစလို့2021အာနာသိမ့်မှုကြောင့်ဖြစ်ပေါ်လာတဲ့ပြိပခအခြေအနေတွေနဲ့ကပ်ရေးမျိုးမျိုးတွေကြောင့်ပြည်သူတွေဟာနေရွှန့်ခွာထွက်ပြေးရတာမိသားစုဝင်တွေဆုံးရှုံးရတာထိခိုက်ဒဏ်ရာရရှိတာ ကိုလက်အင်ကဆုံးရှုံးရတာတွေကြောင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအများကြီးဖြစ်လာရပါတယ်။ဒီလိုစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့်စိတ်ဖိစီးတာ၊စိုးရိမ်စိတ်များတာ၊စိတ်တက်ကြတာ၊ဖြစ်ရဆိုးတွေကြုံတွေ့ရတာရဲ့နောက်ဆက်တွဲပြင်းထန်စိတ်ဖိစီးမှုဝေဒနာလို့ခေါ်တဲ့ PDSD နဲ့မိမိကိုယ်ကိုအဆုံးစီရင်မှုစတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်းခံစားနေကြရပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့စစ်တမ်းတွေအရာ စစ်ပွဲတွေဆိုးရတဲ့ပြိပခါတွေကိုကြုံတွေ့ခဲ့ရတဲ့သူတွေတဲ့လူ9ယောက်မှတယောက်နှုံးကစိတ်ကျမ်းမာရေးပြဿနာတမျိုးမျိုးကိုခံစားနေရတယ်လို့အော်တိုဘာလ10ရက်နေ့ကမြို့သားညီညွတ်ရေးအစိုးရရဲ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။တော်လိုင်းနေမြေတွေမှာကျန်းမာရေးဝန်ဆောင်မှုတွေပေးခဲ့တဲ့ဒေါက်တာဂါဖီကတော့ပြိပခါတွေစစ်ပွဲတွေအတွင်းကအရေးပေါ်အခြေအနေမှာရုပ်ပိုင်းဆိုင်ရာဒဏ်ရာရရှိခဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါခံစားခဲ့ကြရတယ်လို့ဆိုပါတယ်။အကျိုးတွေအာမိုင်းကြီးလို့ကျွန်တော်ဖြတ်လိုက်ရတာလေအာတစ်ဖက်တည်းလေးရောနှစ်ဖက်တည်းလေးရောနောက်မျိုးလုံးစုံလုံးကန်သွားတာလေအာလက်နှစ်ဖက်လုံးသူမဟုတ်တစ်ဖက်မရှိတော့တဲ့သူတွေပေါ့နော်။ဆိုတော့အာပြောလို့ရရင်တော့တချို့တွေအဒီယောဂပေါ်မှာအကွာကိုအသုံးမချရဘူးလို့ခံစားလာတယ်ပေါ့နော်။သူတို့ဒီတိုင်းဒီတိုင်းဘာမှမလုပ်နိုင်တော့တဲ့သူတယောက်လို့ဖြစ်လာတယ်ဒီအသုံးမချရဘူးပေါ့နော်။တချို့ရအောင်လို့လဲဆူဆိုက်ကိစ္စပါလေဆိုတာရှိလာတာပေါ့နော်။ ဒါကအဒီခန္ဓာကိုယ်ချိုရင်းနေတူတာမဟုတ်ဘဲနဲ့အခြေစုံလက်စုံအင်္ဂါစုံမျက်တူတွေမှာအဲ့လိုကြုံလာတာတွေတော့ရှိရပါတော့တော်ရဲမှာလူနာတွေကိုစေကုသပေးနေရင်သူကိုယ်တိုင်လည်းစိတ်ထင်ရရရှိခဲ့တာတွေရှိတယ်လို့လည်းဆက်ပြောပြပါတယ်အဲဆရာဝန်ဖြစ်တဲ့အတွက်ဒုနာကုပေးနေနေတဲ့အကဲလိုက်နိုင်တာရှိတယ်လို့မကဲလိုက်နိုင်တာရှိရပါတော့မကဲလိုက်နိုင်တဲ့အရာတွေမှာဆိုလို့ရှိရင်တော့အဒီဟာကိုငါအသုံးမချလို့လားဆိုတဲ့အတွေးမျိုးတွေဝင်လာတယ် ော်။တုံးမကြနေချင်းဆိုတော့ငါလုံနိုင်ရင်ဒါမလုံနိုင်နေချင်းနောက်တစ်ခုကတခြားဒီရင်းနှီးတဲ့သူတွေပါသွားတဲ့အချိန်မှာလည်းအာစိတ်ဓာတ်ရနေတယ်ရတာပြီးတော့ရှိရပါတော့။နောက်တစ်ခုကအချိန်ကြာလာတာနဲ့အမြဒီမိသားစုကိုအချိန်မပေးနိုင်တာနဲ့အချိန်လေးကအဲစိတ်ဓာတ်ရတွေကလည်းရလာတယ်ပေါ့နော်။အော်တိုဘာလာ၁၀ရက်နေ့ဟာကမ္ဘာစိတ်ကြမ်းမာရေးနေ့ဖြစ်ပြီးဒီနေ့ကမ္ဘာစိတ်ကြမ်းမာရေးနေ့အတွက်ဆောင်ပုဒ်ကတော့ကပ်ဘေးနဲ့အရေးပေါ်အခြေအနေတွေမှာ အားလုံးလက်လန်းမိတဲ့စိတ်ကျမ်းမာရေးဝန်ဆောင်မှုများရရှိနိုင်ရေးပဲဖြစ်ပါတယ်။စိတ်ကျမ်းမာရေးပညာရှင်တယောက်လည်းဖြစ် Serenity Counseling and Mental Health Services တည်ထောင်သူလည်းဖြစ်တဲ့ Agnes Mary ကတော့ကပေးတွေမှာဆိုရင်အဆောက်အုံပစ္စည်းဆုံးရှုံးမှုတွေကိုမြင်နိုင်ပြီးမယ်စိတ်ပိုင်းဆိုင်ရာထိတ်လန့်ကြောက်ရွံ့မှုတွေကိုတော့ချက်ချင်းမမြင်နိုင်ကြတဲ့အတွက်စိတ်ကျမ်းမာရေးဝန်ဆောင်မှုချက်ချင်းပြီးနိုင်မှုကအရေးကြီးတယ်လို့ဆိုပါတယ်။ ဒီစိတ်ပန်းဆိုင်ရာပံ့ပိုးမှုတွေကိုမရဘူးဆိုလို့ရှိရင်အလွယ်တကူပြောရမယ်ဆိုလို့ရှိရင်တော့ဒဏ်ရာတစ်ခုရတဲ့အခါမှာချက်ချင်းအိုက်ဒဏ်ရာကိုဟိုတန်ရှင်းပြီးတော့နော်ဟိုပတ်တီးစီးပေးလိုက်တယ်ဆိုလို့ရှိရင်ဖုန်တွေသေးတွေဝင်မဝင်တော့ဘူးပေါ့နော်အနာကတန်တန်ဆင်းရှင်းလေးနဲ့သူပြန်ပြီးတော့အနာကျက်ဖို့အတွက်အချိန်ယူပြီးအနာကျက်သွားလိမ့်မယ်ပေါ့နော်အဲအဲ့လိုမျိုးချက်ချင်းအာ ချက်ချင်းကူညီမှုမရလိုက်ဘူးပံပိုးကူညီမှုမရလိုက်ဘူးဆိုတဲ့အခါကျလို့ရှိရင်ဒီအရာကမလိုအပ်ဘဲနဲ့စိတ်ဓာတ်ရစိတ်ပိုင်းဆိုင်ရာဝေဒနာတွေအဖြစ်ပါသွားနိုင်တယ်ပေါ့နော်တူးချင်းအနေနဲ့စိတ်ကျဲမာရေးကိုဂရုစိုက်ဖို့လိုသလိုသူတစ်ပါးကိုလည်းကူညီပေးနိုင်မယ့်အချက်တွေကိုလည်း Agnes Mary ကမျှဝေပေးခဲ့ပါတယ် ကျွန်တော်တို့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုနေ့စဉ်မှာကိုယ့်ရဲ့တကိုယ်ရည်တန်ရှင်းရေးလုပ်သလိုပဲစိတ်ပိုင်းဆိုင်ရာကိုကျန်းမာစေမယ့်အရာလေးတွေကိုလည်းလုပ်ဖို့လိုအပ်ပါတယ်။စိတ်ပိုင်းဆိုင်ရာကိုကျန်းမာဖို့အတွက်စိတ်ဖြည့်ဆည်းမှုတွေဖြစ်လို့ရှိရင်ဖြည့်လျှော့မယ်နည်းလမ်းတွေစိတ်ထဲမှာအဆင်မပြေမှုဖြစ်လို့ရှိရင်မလုပ်ရမလဲဆိုတဲ့ဟာတွေကိုနည်းလမ်းလေးတွေရှာဖွေတတ်တဲ့အကျင့်တွေအဲပြီးလို့ရှိရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုချစ်ခင်ရတဲ့သူတွေနဲ့လည်းအများနဲ့အချိန်ဆက်ရှိနေခြင်းဒါလေးတွေကိုကျွန်တော်တို့ကပုံမှန်လုပ်ပေးလို့ရပါတယ်။ဒီလိုလုပ်ပေးခြင်းအဖြစ်အဲကျွန်တော်တို့မှလည်း စိတ်ပိုင်းဆိုင်ရာအရာအထိုက်လျောက်အကြမ်းမာနေမယ်ခန္ဓာရဲ့အားကောင်းနေမယ်ကိုယ်ပတ်ဝန်းကျင်ကလူတွေကိုလည်းကူညီဖို့အတွက်အချိန်မီ၍အစဉ်အမြဲဖြစ်နိုင်ပါတယ်။ကမ္ဘာစိတ်ကျန်းမာရေးနေ့ကိုတော့ကမ္ဘာစိတ်ကျန်းမာရေးအဖွဲ့ World Federation of Mental Health က1992ခုနှစ်မှာစတင်ဦးဆောင်ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။စိတ်ကျန်းမာရေးပြဿနာတွေကိုသတိမူမိစေဖို့စိတ်ကျန်းမာရေးပြဿနာရှိသူတွေအပေါ်လူမှုရေးခွဲခြားဆက်ဆံမှုတွေကို တိုက်ဖြတ်ဖို့နဲ့ ဘာလုံးဆိုင်ရာစိတ်ကျန်းမာရေးပညာပေးကမ်ပိန်းတွေပြုလုပ်ဖို့ရည်ရွယ်ကျင်းပတာလည်းဖြစ်ပါတယ်။ကျမမြတ်သစင်ပါရှင်။ DBB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမကတော့ချွတ်ချွတ်ဆက်ပါရှင်။